အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂေတာ OID 180တောင်ပဲဟာရောက်ပဲဇောင်းတော့ပါပေးတဲ့ဟောလေးတဲ့ဆရာထိုင်အောင်ဝင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအတွက်6လပိုင်း25ရက်ကနေပြီးတော့9လပိုင်း10ရက်တည်းဒီပတ်တွဲမှာကြုံတွေ့ရပဲကစားပါအကောင်းဆုံးကိုတေရော့ကပ်ဖြစ်နမိတ်ဖတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေကတော့အပြောင်းအရွှေ့လုပ်ချင်တဲ့သဘောတွေ ။ဒါလက်ရှိနေရာမှာမပြောပိုင်ဘူး။တခြားနေရာမှာပြောကြည့်တဲ့စိတ်တွေပေါ်နေနေမယ်။လက်ရှိငွေကြေးအခြေအနေကတော့အယောင်ပါအဝယ်ပါကြောင့်ဝေကုန်ကြည့်ကြများတတဲ့ဂယူဆိုင်ပါ။မိတ်ဆွေတကယ်ကြီးတွေပတ်သက်လာရင်စကားများတဲ့ရံပြတဲ့ဂယုဆိုင်ပါအထူးသဖြင့်ကျွန်တော်တို့တတဲလား တောက်ကြသားသမီးတွေနဲ့ပြောစိုဆက်ဆံတဲ့ကပါသတိထားပါခရူဆိုင်ပါစကားများတဲ့ရည်ရည်ပြည့်ရတဲ့လက်ရှိမိသားစုတဲမှာတော့ကျွန်တော်တို့တူနဲ့တူစိတ်သဘောသားမတိုက်ဆိုင်လို့အဆင်မပြေတာတွေကြုံရမဲ့ကာလလည်းဖြစ်ပါတယ်မိခင်ရှိတော့မိခင်ကျမကြီးကျွန်တော်တို့ခြေတော်တို့ခါတို့နော်အကြောတို့ ုက္ခပေးတဲ့ကာလလည်းဖြစ်ပါတယ်တာသမီးတွေရှိရတော့ကြပါရင်ကြတတ်တယ်အထူးသဖြင့်ဝမ်းရောကကလေးတို့ဒုက္ခပေးတတ်တယ်ပါတယ်တောက်ကြတာသမီးတွေတော့ဒီကာလမှာရန်သူဟောင်းပြဒနာဟောင်းအမှုဟောင်းတွေပြလဲပေါ်တတ်တဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကိုယ်တောက်ရှက်ပါတော့အဟောင်းတွေကြီးပဲ ဲဝဲတဲ့တောက်ကြသားသမီးတွေကတော့အခြေအပါစုပြပါဘူးအခြေအနေပတ်သက်လာရင်ဒူးနဲ့ဒူးစကားပြပဲရပ်ဖြစ်ပဲအဲ့တော့ဇေယိုက်လည်းမတူဝါဒရာလည်းမတူအကျင့်လည်းမတူတော့ရှေ့ဆက်ပြီးတော့လက်တွဲဖို့ခက်ခဲနေတဲ့စစ်သူမျိုးတွေဒီကလာပါလမ်းခွဲရတယ်ပါလေတော့အိတော်ရှင်ပြအဖို့ကလည်းအိတော်ကြီးပါအစပြပြပါဘူးတော့လင်ပြားလေးရောက်တဲ့ကြည်ကြည်ရည်ဖြစ်နေပဲသူ တို့တဲ့တို့တီးခံပကိစားပါဒီပကံနိုင်ပဲတဲ့ကိုတိလက်ရောက်နော်အဲရပ်ဖြစ်တာမျိုးတွေကြောပဲကာလာလည်းဖြစ်ပါတယ်ဂျပန်ကြီးကတော့စိုးစိုးဝါအကြပ်ရှိပါဦးဂျပန်ကြီးကကောင်းပါတယ်အဲ့တော့ပညာရေးကိစ္စတွေဘာသာရေးကိစ္စတွေအထိတ်အကိစ္စတွေပတ်သက်လာရင်တော့အထူးကောင်းမှုတွေလည်းကာလာလည်းဖြစ်ပါတယ်အဲ့တော့ပြကြရေးနဲ့ပတ်သက်လာရင်ကြီးကဲသူတွေရဲ့ကုကြီးပါစားဖို့ရပဲအဲ့တို့တွေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ် ကောင်းလေရပဲပေါ့နော်အဲ့တော့အလေးတက်လုပ်တဲ့လူတွေဘာသာရေးလုပ်တဲ့လူတွေဆိုရင်လည်းကိုကြီးပန်းထားတဲ့နော်အလေးတက်ကိစ္စဘာသာရေးကိစ္စတွေအောက်ပြီးမဲ့ကာလလည်းဖြစ်ပါတယ်အလုပ်တို့လုပ်ငန်းခွင်ပါတော့အပြိုင်ဆိုင်ပေါ်ပဲကာလပါပဲအဲ့တော့ပြပြလုပ်တော့ပြပြသွားအဲ့ဒါပါအဆင်ပြေလိမ့်မယ်ပြီးတော့အလုပ်တစ်ခုနဲ့ပတ်သက်လာရင်ဟိုအလုပ်ရဲ့ကောင်းတို့ဒီအလုပ်ရဲ့ကောင်းတို့တို့လည်းအချိန်ကုန်လို့တဲ့အဲ့ဒါတစ်ခုခုစုပ်ပစ်ချက်ချပြီးလုပ်ပါ တော့အပြိုင်ဆိုင်အတော့ချက်တော့ရှိတယ်ဒါပေမဲ့ကိုပဲတိုင်လေးပဲဒါဆုံးပစ်ချက်ပြပဲချဖို့တော့လိုတယ်ဝေးကြီးနဲ့ပတ်သက်လာရတော့ဒီကလာလက်လာပါလဲနေတယ်အဲ့လိုလဲနေရကြတယ်ရုပ်တရအကျွေးတင်တော့တဲ့ကလာလည်းဖြစ်ပါတယ်အဲ့တော့ဒီမှာအကြက်လေးတွေလည်းပါတယ်အဲ့ဒီအကြက်လေးတွေပြောက်ကင်းသွားပြီးကောင်းဆုံးချက်သာရဖို့အတွက်ကိုမိမိတို့ရဲ့အနေဖျားပါ ရှောက်သီးတို့ပွဲဘုရားကိုလူပါပြီးတော့လိုရဆုတောင်းပါအဲလိုလူတယ်လိုက်ပဲဆိုရင်ကိုယ်ပါခက်ခဲနေတဲ့ခက်ခဲတွေပြင်ပြောက်သွားပြီးတော့ကောင်းဆုံးချက်တာဗျာရရှိတော့ပါဖြစ်ပါတယ်ခဗျာ